အင်္ဂလန်လူရင်းစင်အသင်းဒီပြတောမတ်တူရဲကကွင်းလယ်ကစားသမားဘယ်လင်ဂမ်အနေနဲ့မိမိရဲ့အဆုံးဖြတ်ချက်တွေအပေါ်လေးစားမှုရှိရမယ်လို့ပြောကြားခဲ့ပါတယ်။ဘယ်လင်ဂမ်ဟာအယ်ဘေးနီးယားကိုနှကိုကိုမရှိနဲ့အနိုင်ရတဲ့ပွဲမှာပွဲစဉ်လိုက်အကောင်းဆုံးကစားသမားဆုရရှိအောင်ခြေစွမ်းပြနိုင်ခဲ့ပေမဲ့မော်ဂန်ရော့ဂျာစ်နဲ့လူစားလဲခံရချိန်မှာမကျေနပ်တဲ့အမှုရာပြသခဲ့တာကြောင့်တူဟယ်ကအခုလိုပြောကြားခဲ့တာပါ။ဒီဆုံးဖြတ်ချက်ကိုသူလက်ခံရမှာပါ။ ူတငယ်ချင်းကကွင်းပေးမှာစောင့်နေပါပဲ။ဒါကြောင့်သူလက်ခံမှုလိုအပ်ပါတယ်။လေးစားမှုရှိဖို့လည်းလိုအပ်ပါတယ်။သူမပြောရွှင်တာကိုတော့မြင်တွေ့ရပါတယ်။ဒါကိုကျွန်တော်ပိုကြီးမအောင်မလုပ်ချင်ပါဘူး။ဒါပေမဲ့အပြုအမူကအရေးကြီးပါတယ်လို့သူဟဲကပြောကြခဲ့ပါတယ်။အင်္ဂလန်အသင်းဟာအယ်ဗီနီးယားကိုအနိုင်ရခဲ့တာကြောင့်2026ကမ္ဘာဖလားခြေစစ်ပွဲမှာရှစ်ပွဲစလုံးအနိုင်ရရှိခဲ့တဲ့အပြင်ပေးကိုလည်းမရှိခဲ့ပါဘူး။ဂျာမနီပြသောမတ်စ်တူဟဲကင်တွေတဲ့တက်တန်းအတွင်းမှာတော့ခြေစစ်ပွဲမှာစီနီကောကိုရှုံးနိမ့်ခဲ့တာကလွဲရင်ဂျန်နဲ့ကိုပွဲစလုံးအနိုင်ရရှိခဲ့ပါတယ်။